ကစင်ဦးဇနုကဟိုးဥပဝဖရာရဲ့တောင်ဘက်ကတောင်ရွာဘက်ကိုဆွမ်းခံထွက်ရတာရှိအဲ့ဒီရဲဘက်ကဖရာဘွဲလုပ်ရင်အိမ်မေကိုလက်မှတ်မပေးဘူးသူကဘုံလောင်းလောင်းပြည့်တယ်နော်ဘလိုလောင်းပြည့်ဘုံလောင်းလောင်းပြည့်တယ်အဲ့ဒီပွဲဖရာဘွဲနီးပြီဆိုရင်အဲ့ဒီတကာကြီးကလွယ်အိတ်ထဲမှာလက်မှတ်တွေထည့်ထားပြီးတော့အဲ့ဒါမတ်တရက်နော်ဒီရက်လောင်းတော့မှဆိုရင်ကိုရင်ပေါ့စဘောဝဆိုတော့အဲ့ဒါအမြဲတမ်းဒီတကာကြီးပဲကြည့်နေတော့နော် ဒီဒကာကြီးပဲကြည့်နေအဲ့ဒါဒကာကြီးရှေ့မှာအိတ်နဲ့တွေ့ဆိုတော့သေးကြပြီဒီနေ့လောင်းတော့မှာပဲဆိုပြီးတော့ဘုံနဲ့သွားကြပြီးတော့ကိုရင်ပေါ့စဘောကလက်မှတ်တစ်ကောင်ရဖို့လွယ်လားဘုံကြီးတဲ့ဘုံကြီးတာလူမဲ့ပုဂ္ဂိုလ်ကပေါ်တာဟုတ်လားနော်စကားသပညာသင်နေတဲ့အချိန်မှာတောက်ဖို့ရဖို့မလွယ်ဘူးတအုပ်ရဖို့လွယ်လားဥစဉ်တို့ကောင်းကောင်းသင်ငန်းဝေးရတယ်မရှိဘူးရလာတဲ့သင်ငန်းနော်ရောင်းပြီးစောက်ဝယ်ရတာများနော်အဲ့ဒါမျိုးဖြစ်ကြတာနောက်အရှင်ရလာမှသာ နော်လူရမ်းတဲ့လူကဘောလာတာရှင်မယားပြိတက်က၃ဘုံဖရာရှင်မယားဒါက၃ဘုံပါဖရာဒါကတော့ရှင်မယားကွန်ပျူတာပါဖရာဒါကတော့အိတ်ဆောင်ပြိတက်ကပါဖရာနဲ့အခုကျတော့လေပြိတက်ကတွေကိုတန်းစီနေရတာနော်ငကူကကျတော့ဦးစင်းတို့တက်ကတူတက်တီချီစောက်73အုပ်လောက်ပဲရှိနော်ဘယ်လောက်ပဲရှိအဲ့ဒါနဲ့ရင်လက်ပဲအောင်လုပ်တာခုဦးစင်းတို့စောက်ဒီ3000တောင်ကျော်နေနော်ဟောဒီထဲမှာသွားပြီးတော့ကြည့်စောက်ပြီးရောမှာတန်းစီပြီးတော့မျိုးစုံ နိုင်ငံတကာစပေးနော်ဒီဘက်ကသမိုင်းစပေးဒါမျိုးလေးတွေကိုယ့်ကိုစင်ပြီးတော့အခုကျတော့လုံးနိုင်တို့သူတော်စင်များဒီအချိန်လေးမှာလှူတာဒီလည်းပဲကောင်းတယ်ဒါပေမဲ့ကိုယ့်အိမ်မှာကြကြွားနေတဲ့ကိုရင်ပေါက်စကကိုအရေးကြီးတယ်ကြီးသလားမကြီးဘူးလားဒီမျိုးဆက်သစ်လေးတွေမရှိတော့ရင်ဦးစင်းတို့ရှေ့ကကြီးတဲ့ပုဂ္ဂိုလ်ကကြားလေကြီးလေကြားလေကြီးလေကြီးတယ်ဆိုတာသေဖို့ရသွားနေတာဟုတ်လားနော်ဘုဘကသေမဲ့ပုဂ္ဂိုလ်ကြီးတယ် အဲ့ဒါကြောင့်ရှေ့ကသေသွားရင်ပခုံးပြောင်းထမ်းဖို့ရနောက်ကလူရှိဖို့လိုသလားမလိုဘူးလားအဲ့ဒါကိုကောင်းထဲမှာထည့်သွားတာခုတို့သူတော်စင်တို့ဖရာဝဲတွေကျင်းပါရင်ကိုယ့်ရက်ကွက်မှာရှိရင်ဟိုးနမကြီးတဲ့ပုဂ္ဂိုလ်တွေသွားပြီးတော့လက်မှတ်တွေသွားမကတ်နဲ့အိမ်မှာကြွတဲ့တန်ခါကိုလက်မှတ်ကတ်ဖို့လိုတယ်တပားမှာကြွတဲ့ပုဂ္ဂိုလ်မရှိရင်အဲ့ဒီနားမှာရှိနေတဲ့ကိုရင်ပေါက်စလေးတွေဗာလေးတွေလောင်းရကိုရင်ပေါက်စလေးတွေကိုလှုပ်ပြလိုက်အဲ့ဒါကအကျိုးရှိရနော် အေးအဲ့ဒါကနောင်သာသနာမှာရေရှည်ပြုတ်ရမရောက်ဘူးလားရောက်တယ်အင်းအဲ့ဒါမျိုးဖြစ်ရမယ်တော်တော်များများဘဝတွေသွားပြီးကြည်လိုက်ခုဆရာတော်ဥရသဓမ္မနာမည်ကြီးသလားမကြီးဘူးလားနော်ဩဇာအာဏာလည်းညောင်းသလားမညောင်းဘူးလားပညာရေးမှာလည်းပဲတကယ့်နာမည်ကြီးတိုက်တာမှာလည်းပဲတန်ခါကနော်ခုဆို2000ကျော်လောက်ကြီးရှိတယ်နော်ဆရာတော်ကြီးအခုဖြစ်လာမှသာလူတွေကနော်အင်းနဲ့အားနဲ့နောက်ကနေတအားလိုက်ကြဆရာတော်ဒီ မန္တလေးတက်ကြတိရသံမူဝဲအောင်တယ်ဒါပေမဲ့ရန်ကုန်စေတီယံကနသံမူဝဲမအောင်ဘာမအောင်ဘူးလဲစေတီယံကနသံမူဝဲကြားဘူးတယ်မဟုတ်လားစေတီယံကနရွှေဘုံကနေကျင်းပါတာရှိနော်စေတီယံကနသံမူဝဲမအောင်လိုက်ဘူးဘာလို့လဲပြောရင်အဲ့ဒီသွားဖို့ရတော့ယထာစိတ်မရှိလို့မဖြေလဲရဘာစိတ်မရှိလို့ယထာစိတ်မရှိလို့မဖြေလဲရတာခုကြမှာသူစီသွားပြီရှင်မယသိမ့်တရားပါဗျာရှင်မယနှဲ့ရပါဗျာကအခုကြမှာဟောလားနော် သတင်းသားဘဝကအဲ့ဒါမျိုးဖြစ်ပြီးတော့ဆရာတော်ကြီးကသူ့ရဲ့စာထဲမှာရေးထားတယ်။ကျွန်ုပ်ဒီနော်စေတီယင်္ဂနာစာမူဝဲသွားဖြေဖို့ရအတွက်ယထာသရိပ်မရှိတဲ့အတွက်ကြောင့်စာမူဝဲကိုမဖြေလိုက်ရပါဆိုပြီးတော့သူ့ရဲ့မှတ်တမ်းထဲမှာအဲ့တန်ရေးထား။တကယ်တမ်းကဘဝကိုငယ်ကျူးငယ်နာပြောတာဒီရှက်စရာမဟုတ်ဘူး။ရှေ့ကပုဂ္ဂိုလ်များဖြစ်သွားတာကိုကြည့်ပြီးနောက်ကပုဂ္ဂိုလ်ကသင်္ကန်းစာယူခဲ့ရ။ရှေ့ကဖြစ်သွားသူတွေကလည်းပဲသင်္ကန်းစာနောက်ကိုပြန်ပေးတဲ့ရဟုတ်တယ်မလားနော်။ ဲ့ဒါမျိုးနဲ့သွားပြီးဆရာတော်ကြီးတော်တော်များများသည်အဲ့ဒါမျိုးတွေများတယ်ဟုတ်လားမဆင်းရဲကြဘူးလားဆရာတော်ဥညနေတရာတို့လည်းပဲငကုတော့ကနော်တကယ်ဆင်းရဲတဲ့ဘဝမရှိဘူးလားရှိတယ်အခုသာမြန်မာနိုင်ငံရောကဘာရောအကုန်ကျွေပြီးတော့အကုန်လုံးကနေပြီးတော့ချီကျူးလေးစားတဲ့ပုံကိုအဲ့ဒါမျိုးထိတ်ကိုရောက်တဲ့ပုံကိုဒီတို့သူတော်စင်များဟုတ်လားတန်ကိုမိဖုတ်ထားပြီးထုရတဲ့ဘဘဲမရှိဘူးလားနာနာထုရသလားမထုရဘူး နာနာထုရမှာအဲ့ဒီဓာကလည်းပဲဘာဖြစ်တယ်။음အဲ့ဒီတိုင်းပဲဥစဉ်တို့ကတော့ပီပီတီတီနဲ့လာခဲ့ကြတော့နောက်ကျောင်းကိုဘရော့မှပြန်ပြီးတော့မမေ့ပြန်ကြည့်နော်တို့ဘယ်ကလာတာဥစဉ်တို့ဘုံလောင်းတိုးနေရတာအသိပဲ15နှစ်နှစ်20လောက်နော်ဆုံးခံကြည့်တယ်ဆုံးခံပြည့်နေလူမရှိဘူးနှစ်အိမ်လောက်နေတယ်လဲထွက်နော်မနဲ့လင်းလာလို့ရှိရင်အဲ့ဒါကိုယ်တပိတ်ကိုပိုက်ခုလိုဆောင်းငါဆိုရင်တော်တော်လေးကိုနော်အခက်ခဲတွေ့ရတယ် အောက်ကဖနက်ကမစည်းရအောင်အပေါ်ကနှင်းကလည်းပဲမနက်ပိုင်းမှာကြာတာမရှိဘူးလားခေါင်းကလည်းပဲပြောင်းရိတ်ထားကြတယ်နော်တပိတ်ကလည်းပဲတို့သူတော်စင်များအေးတယ်ဒီအွားကြီးကတပိတ်ကိုပိုက်ကြည့်နော်အေးတယ်အဲ့ဒါမနက်လင်းလိုက်ဒီတပိတ်ကြည့်ပြီးကိုလန့်နေလို့ကနော်အဲ့ဒါသွားရတဲ့အခါကိုကနေဒီကနေအားနဲ့အင်းနဲ့သွားလိုက်တယ်သွားရလိုက်တယ်ကြော်စုံဆိုရင်လည်းနောက်ကိုပလက်ကိုလန်လဲတာဟုတ်လားသွားရတာက ဖနက်ကမပါအေးကအေးအပေါ်ကနှင်းကကြာ သွားပြီးတော့ရက်လိုက်မရှိလို့ကြော်စွန်းတာကတမျိုးဟုတ်လားတချို့ကအေးလို့ဆိုထွက်မလောက်မနဲ့ကြော်စွန်းလောက်တာရှိတယ်အဲ့ဒါမျိုးတော့မလုတ်လိုက်ပါနဲ့ဟိုကဖဏတ်မပါဘာမပါနဲ့သွားတာမရှိဘူးလားအဲ့ဒါကြောင့်ဦးစင်းကအဲ့ဒီပုံကူမြားကိုသဘောပေါက်ဖို့ရတဲ့အခုတကြံတွင်းနေမှာသင်တန်းဖွင့်ပေးတာရှိတယ်နော်အကုန်အပြီးစီတာဝန်ယူပြီးတော့ဖွင့်ပေးတယ်ဒုံလဘဝတ်ချင်တဲ့ပုံကူမြားသိရင်ပြီဆိုတော့ဦးစင်းတို့ကနှစ်နှစ်ရှိသွားအဲ့ဒီမှာဝတ်ကြတဲ့ပုံကူတော်မှာတထေးသားတွေလည်းပါတယ် တတိကြီးတွေလည်းပါတယ်ပေါ့နော်ပါတဲ့ကဥစဉ်မှာကျွေးစရာကအစင်းနဲ့လုပ်ပြီးသားအကုန်ဆုံးကထွက်ခိုင်းတယ်ဘာလို့ခိုင်းလဲဘာကိုသိစေချင်တာလဲပြောရင်ခဏမစည်းပဲနဲ့သွားရတဲ့အရသာကိုသိစေချင်တယ်နော်အဲ့ဒါမှကရော့ဇုံးကိုအတော်နဲ့မလုပ်ဖြစ်မှာဟုတ်လားနော်အဲ့ဒါကြောင့်သူတို့ကိုဆုံးကထွက်ခိုင်းတယ်သူကအဲ့ဒါခြေောက်တည်နာတော့ပြောတယ်ရှင်မရတပည့်တော်အိမ်ကဆုံးဖို့မှာပါဗျာခြေောက်နာလုံးလို့မထွက်ပြရသေးနဲ့အဲ့တန်ပြောတယ် ဘလောက်ပို့มาတော့ကိုင်းလာပို့มาပါဗျာတဲ့အိုးနဲ့ပို့လဲထွက်ရမှာဟုတ်လားနော်အိုးနဲ့ချက်ပြီးအများကြီးချက်ထားလဲပဲဆုံးကံထွက်ရဒါဒီအဲ့ဒါဘာလဲပြောရင်သင်္ကန်းစာတရက်ပါပဲလို့ဥစဉ်ကကျွေးစရာမရှိလို့ဆုံးကံထွက်ခိုင်းတာမဟုတ်ဘူးဒီဘက်ကဖဏမပါပဲသွားရတဲ့ဘဝကိုသိစေခြင်းလို့ထွက်ခိုင်းတာကြွကိုကြွရမှာဖြစ်ပါတယ်ဆိုဘလောက်ချမ်းသာချမ်းသာဘလောက်အဆင့်မြင့်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အောက်ခြေကနေဟိုအထက်ကပုဂ္ဂိုလ်ဘလောက်မြင့်မြင့်အကုန်ဆုံးကထွက်ခိုင်းနေဘာလို့လဲဆိုရင်သာနာထက်အောင်ဘာလို့အောင်လဲအေးလောကဒီမှာခုဒီမှာကြည့်ကြည့်လိုက်နော်ဒီဘက်ကအနာရဘင်းတထေးကတော့စိတ်ထားကသိပ်ပြီးတော့ကောင်းတယ်ဒီနေ့ကိုဘုရားကြောင့်ဘယ်နှခေါက်သွားနော်နှစ်ခေါက်တစ်ခါလေသုံးခေါက်သွားအနည်းဆုံးနှစ်ခေါက်သွားတာတို့သူတော်စင်များဘုန်းကြီးကြောင့်ဘယ်နှခါလောက်ရောက်ဒီနေ့ဘယ်နှခေါက်လောက်ရောက်လဲဘယ်နှခေါက်လောက်ရောက် မြန်မာနိုင်ငံရဲ့သာသနာပြုနည်းစနစ်ကိုလည်းနည်းနည်းလေးပြောပြခြင်းလေနော်။ဘုန်းကြီးကျောင်းကိုအဝင်ထွက်များနေရင်လူတွေကတမျိုးဖြစ်လာပြီ။ဘာတွေများရနေလဲမသိဘူး။ဒါမျိုးဖြစ်လာပြီနော်။ကိုကိုတိုင်းကမသွားဘူး။သွားတဲ့လူကိုအဲ့ဒါမျိုးအပြစ်မြင်ကြတာမရှိဘူးလား။ဘာတွေများသေသေးသွားလဲမသိဘူး။ဟုတ်လားနော်။အဲ့ဒါမျိုးတွေဖြစ်ပြီးတော့သွားတဲ့လူကိုမသွားတဲ့လူကဘာလုပ်လဲ။အပြစ်ပြောတယ်။အပြစ်ပြောရင်လည်းသွားတဲ့လူကနောက်မသွားတော့တာတွေမရှိဘူးလား။ အဲ့ဒီကြမှာပဲငြိမ်ကြသွားတယ်အဲ့ကြတော့ဘုန်းကြီးကလည်းသူကဆင်းရဲပြီလေဆင်းရဲပြီဆိုတော့ကြောင်းမှာတပြက်စီလဲစရာတို့ကုသိုလ်လုပ်စရာတို့ဘုရားပန်းလဲစရာတို့အများကြီးမရှိဘူးလားသွားတဲ့ပုဂ္ဂိုလ်ကိုအဲ့ဒါမျိုးပြောရတဲ့အခါကျတော့အခုဘုန်းကြီးကြောင်းနေသွားပြီးတော့ကြည့်ရင်တိတ်ဆိတ်နေမှာမရှိဘူးလားအဲအဲ့ဒါကြောင့်ဘုန်းကြီးကြောင်းကလည်းအဆောင်ရဖို့ရတယ်လူမွေးလို့မရတော့ခွေးပဲမွေးတာနော်ဘာပဲမွေးတာအဲခွေးပဲမွေးထားရပြီချိုးကြောင်းသွားလိုက်လို့ကြည့်ရင်နော်ကိုရင်မမြင်ရဘူးခွေးကအရင်ပြေးထွက်လာတယ်မရှိဘူးလား အဲအဲ့ဒါပဲတဖြည်းဖြည်းနဲ့6ကတ်6ကတ်လာတာမရှိဘူးလားဒုသူရသည်များအနာရဘိန်တတိကိုကြည့်ကြည့်အဲ့ဒါမျိုးလူသားမျိုးတွေမှာ तू မပါဘူးတနေ့ဘယ်နှခေါက်သွားနှစ်ခေါက်သွားတယ်မနှစ်ပိုင်းသွားပြီးတော့နော်မနှစ်ပိုင်းဆိုရင်လည်းပဲယာကူလေးတွေယူသွားပြီးတော့ရန်တန်ငါတွေကြောင်းနေကိုအကုန်လိုက်ကြည့်တယ်ဘာလို့လဲဘာလို့ပေးရမလဲညနေပိုင်းသွားရင်ဖြောရင်နဲ့တစ်ခေါက်သွားတယ်ဘာလို့ပေးရမလဲဘာလို့ရမလဲအမြဲတမ်းသွားပြီးတော့အဲ့ဒါမျိုးနေတာအဲ့ဒါမျိုးပုံပေါ်ရဲ့ဘဝ နေဖို့လွယ်ရလားအဲ့ဒါမျိုးစိတ်ထားနိုင်မှုလွယ်ရလားချမ်းသာတာကကြိုးစားရင်ချမ်းသာကောင်ချမ်းသာလိမ့်မယ်အဲ့ဒါမျိုးသာသနာတော်မှာနေကြတဲ့ပုဂ္ဂိုလ်များကိုသာသမီလို့အောက်မေ့နိုင်ဖို့ကြတော့မလွယ်ဘူးဟုတ်လားနော်ကျောင်းမှာကိုရင်ဥစဉ်ရှိတဲ့ဖခင်မိခင်များနဲ့မရှိတဲ့ပုဂ္ဂိုလ်ကြွားသလားမကြွားဘူးလားကြွားတယ်ဟုတ်လားတို့သူတော်စင်တို့အခုမြို့ကနေပြီးတော့သင်္ကန်းဝတ်တာနေသလားမနေဘူးလား ကဲအခုအလူကဘယ်နှပါးလောက်ဝဲမှာလဲတကယ်၄ပါးဝဲအဲ့ဒီ၄ပါးမြဲလောက်တယ်မို့လားမြဲလောက်တယ်မို့လားတော်တော်များများကဥစဉ်ကအလူတရားတွေဟောလာတာကြာပြီဟောလာနော်သွားပြီးတော့ကြည့်လိုက်လို့ရှင်၁၀ရက်နဲ့တင်သာသနာတာဝန်ကြီးသွားတာမျိုးမရှိဘူးလားချို့ကလည်း၁၅ရက်နဲ့တင်သာသနာတာဝန်ကြီးသွားတယ်ကိုသားသမီးဖုန်ကြီးကြောင်ရှိတာနဲ့မရှိတာအများကြီးกว่าတယ် ဦးဇင်းတို့ရဲ့မိခင်ဖခင်တွေလည်းအဲ့ဒီတိုင်တောကနေနေပြီးတော့နော် ကိုသားသမီးကကြောင်းမှာသင်္ကန်းဝတ်ထားတာရှိတော့မနဲ့လင်းလိုက်စိတ်ကငါသားလေးစားမှစားရပါမလားဟုတ်လားပူသလားမပူလားတို့သူတော်စင်များခုအိမ်မှာကလေးမနှိုးခင်ကလေးကချို့မုံနေဝဲထားမရှိဘူးလားကိုသားသမီးတော့ငတ်မှာစိုးတယ်ဟုတ်လားနော်စိုးသလားမစိုးဘူးလားစိုးရင်စိတ်ရှိတယ်ဒါပေမဲ့ခုသင်္ကန်းဝတ်ကြတဲ့နေရာမှာကိုသားသမီးကသာသနာ့ဘောင်မရှိတဲ့အခါကျတော့ ဘုန်းကြီးကြောင်းကိုလင်းရင်သိသတိမရတာလေးရှိသလားမရှိဘူးလားဘလူနေနေသူတို့ဘလူမြန်းစားနေကြလဲဆိုတာလေးစိတ်ဝင်စားဖို့မကောင်းလားစိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်လားညံ့နေကလည်းသူတို့ကမစားရဘူးမနဲ့မြန်ဘယ်လူမြန်းစားလဲဆိုတာလေးခေါင်းထဲမှာတွေးကြည့်ဖို့ကောင်းတယ်အနာတပိန်ကအဲ့ဒါမျိုးတွေးပြီးတော့မနဲ့လင်းရင်သွားတယ်ညံ့နေလည်းပဲအဲ့ဒီတိုင်ဒီချိန်ဆိုရင်တော့ရမ်းတော်များနော်ချော်ရီလေးသွားပြီးတော့ကတ်အောင်ပါပဲဆိုအဲ့ဒါကြောင့် မြို့ပေါ်ကဥစဉ်ကများများသင်္ကန်းဝစ်စေခြင်း။ဝစ်ပြီးတော့သာသနာပြုတဲ့နေရာမှာလဲမြို့ပေါ်ကမိဘများသည်သာရတောက်တာတွေကအစ်မြင့်မြင့်ဆိုတဲ့အခါကျတော့အုံနောက်အားတွေကလည်းပိုကောင်းနေမယ်။အန်ဂျူအစ်စ်မြင့်နေမယ်။အန်ဂျူအစ်စ်မြင့်ရင်သာသနာပေါင်းရောက်ပြီးစာပေများကျက်လိုက်ရင်ခဏလေးရပြီးတော့တိပိဋကတွေအများကြီးပေါ်ထွန်းစရာမရှိဘူးလား။ခုတိပိဋကများပေါ်ထွန်းနေတာဒီမြို့ပေါ်ကတဘာမှမပါသေးဘူး။ဟုတ်လား။ယွာသားတွေကြီးတယ်ပဲ။ဘယ်သားလဲ။ ယောသားတွေကြီးပဲအခုဒီအခုဒီနှစ်မှာတိပိဋကတဘာပြီးတာမရှိဘူးလားဘယ်ဆရာတော်ကောပြီးတာပြီးသွားလဲအဲ့ဒါမသိရင်တရားပွဲပြီးလို့မဖြစ်ဘူးကွာဒါလောက်အရေးကြီးတဲ့ဘုန်းကြီးကိုသိထားရမယ်ဟုတ်လားတိပိဋကတဘာပြီးဖို့လွယ်ရလားမလွယ်ဘူးဒီနှစ်ပြီးတာကအရှင်အဘိဇာတဘယ်သူလဲလဲအရှင်အဘိဇာတအဲ့ဒါကောပြီးတာပြီးသွားတယ်ဘယ်ကလဲပြောရင်ဇဂိုင်းက မာသူဘောရယုံတိုက်ကနော်သူဘောရယုံတိုက်ကတက်တော့40နဲ့တစ်နှစ်ပဲရှိသေးတယ်ရထားတဲ့ဘွဲဒီအခုဘွဲပါပိုင်ဘွဲ40ရထားတယ်ဘယ်လောက်ရထားလဲဘွဲပေါင်း40ရထားတို့သူတော်စင်များဂုံဂုံဝှချတဲ့နဲ့အဲ့ဒီပုံကမျိုးဝက်လက်ဖက်ကတောရွာကဇာတိပဲဟုတ်လားနော်အဲအဲ့ဒါအဲ့ဒီနယ်ဘက်ကပေါ့အဲ့ဒီနယ်ဘက်ကတန်းစီပြီးတော့ဘုံကြီးတော်တော်များတယ်ဥစဉ်တို့ကလည်းအဲ့နယ်ကပဲနော်အဲ့ဒီနယ်ဘက်ကပဲရွှေဘူသွားတဲ့လမ်းကဥစဉ်တို့က ဒီဘက်ကဥပညာနန္ဒဒီတခုကျေတဲ့ဘွင့်သိတယ်မဟုတ်လားအဲသူလည်းပဲဦးဇင်းတို့အဲ့ဒီနယ်ဘက်ကပဲနောက်အခုရှိနေတဲ့ဝိသုဒ္ဓရုံဆရာတော်ဖရာသာသနာပိုင်ဆရာတော်ဥဝဂိယဆရာတော်ကြီးမရှိဘူးလားအဲအဲ့ဒါလည်းဦးဇင်းတို့နယ်နန်းလေးကပဲနော်တော်တော်များများသည်နောက်မြတော်ဆရာတော်တိုင်းဥက္ကရာမရှိဘူးလားအဲအဲ့ဒါလည်းပဲအဲ့ဒီနယ်ဘက်ကပဲသခိုင်းနယ်ဘက်ကတော်တော်များများသည်နော်ဖုန်ကြီးတွေသူကတော့ပြောကြတယ် ိုတို့ရွှေဘုံနယ်ကလှုပ်စားစရာမရှိဘူးနဲ့တူတယ်။ဟာတဲ့လေ။လှုပ်စားစရာမြေမရှိဘူးနဲ့တူတယ်။ဖုံကြီးကြီးတွေဝဲနေတာတဲ့။တချို့ကလည်းအဲ့လိုမျိုးပြောတာရှိဘူး။ဖုံကြီးတွေတော်တော်များများသည်အဲ့နယ်ကမတော်ဘူးလား။တော်တော်များများမာသီဆရာတော်ဘုရားကြီးကလည်းအဲ့ဘက်ကပဲ။ဟုတ်လားနော်။နောက်တိပိဋကဥတုမင်္ဂလာဆိုတာလည်းအဲ့ဒီနယ်ကပဲ။တော်တော်များများနောက်တွန်တွေးအိမ်လကအခုတရားဟောနာရှိတယ်။အဲ့ဒါလည်းအဲ့ဒီနယ်ကနော်။ ေခုဒီမှာကြည့်ကြည့်လိုက်တော့အနာသဘင်တစ်ရဲ့စိတ်တက်ကိုသွားပြီးတော့ကြည့်ရင်ဒုသူတော်စင်များအကြရစရာတွေအများကြီးမရှိဘူးလားခုအလူတန်းတွေကိုပေးကြတဲ့နေရာမှာခုဘယ်နှမျိုးပြီးသွားလဲ၅မျိုးပြီးသွားနောက်တစ်မျိုးကကြတော့အာဂန္တုယဟန်တော်များအတွဲစွမ်းအုပ်က900တဲ့ဘာအတွက်လဲအာဂန္တုယဟန်တော်များအတွဲစွမ်းအုပ်က900အပီးစီးစီစဉ်ထားတာအာဂန္တုယဟန်တော်ဘာတဝိထီမျိုးတွေကြွလာတယ်ဆိုဘေးမကြွတော့နဲ့ဘယ်အိမ်သွားဖုံးပေးရလဲ နာရဘိန်ရဲ့အိမ်မှာဝင်ပြီးဖုံးပေးလိုက်ဖေးသွားပြီးစွမ်းခံရမလို့တော့ဘူးနောက်ခရီးသွားမဲ့ယဟန်တော်များအတွက်ကခရီးသွားယဟန်များအတွက်ကစွမ်းအုပ်က900တဲ့ဘာယန်းတွက်အင်းခရီးခရီးသွားယန်းဆိုတာတို့သူတော်စင်များအခုဥပမာအပြင်ရန်ကုန်သွားမယ်ဆိုရင်ကြောက်စဲလို့မဖြစ်ရဘူးလားအင်းဖြစ်ရတယ်ဟိုဘက်ရောက်သွားရင်ဘကိုးတို့ဖြစ်ရတာမရှိဘူးလားအဲ့ဒါမျိုးနေရာကိုကိုကရောက်တဲ့အချိန်ကလည်းပဲသိမ့်မရှိတော့ဆိုစွမ်းခံဖို့လွယ်ရလား အဲ့ဒါမျိုးခྱི་သွာရံများဆိုရင်နော်ဘယ်သူကနေကတ်လဲအနာရပိန်တစ်ခေးကအိမ်မှာပြင်ဆင်ထားတယ်အဲ့ဒီဒုက္ခတွေမရှိအောင်ဆိုကဲဘယ်နှမျိုးရကဲပြောကြည့်ပါဦးဘာတွေလဲလဲ သွားရန်တွေအတွက်သွမ်းအုပ်က900နောက်တစ်ခုက မကျမ်းမာတဲ့ယဟန်တော်များအတွက်သွမ်းအုပ်က900တဲ့ဘာအတွက်လဲမကျမ်းမာတဲ့ယဟန်တော်များအတွက်သွမ်းအုပ်က900တဲ့စီစဉ်ထားတယ်မကျမ်းမာတဲ့ယဟန်အတွက်ဆိုရင်ဘာလူတာလဲဖရားဘာလူတာလဲဖရားဆိုအပိစီအဲ့ဒါမျိုးစီစဉ်ပြီးတော့လူတန်းတယ်တို့သူတော်စင်များအခုတန်ခဆေးယုံရောက်ဘူးလားတန်ခဆေးယုံနော် ဟမ်တန်ခါဆေးရုံမှာသွားပြီးတော့ကြီးလိုက်ဆုံးခံပြီးတော့လှူနေတဲ့တန်ခါတွေရှိတယ်ဟုတ်လားမနဲ့စောစောသူ့တပိတ်နဲ့သူပိုက်ပြီးဆုံးခံကြွရလာတဲ့ဆွမ်းကိုအဲ့ဒီပေါ်မှာတက်တက်ပြီးသွားပြီးအဲ့ဒီဂိလနာတန်ခါတော်များကိုလိုက်ပြီးတော့ရှင်မယဒါဘာရင်လေးပါဖရာဘာပါဖရာနဲ့အကုန်လိုက်ပြီးတော့လှူကြတယ်နော်ကုသိုလ်တဲကနေကုသိုလ်ပြန်လှုပ်တာဘာလှုပ်တာလဲတို့သူတော်စင်တို့လှုပ်ထားတဲ့ကုသိုလ်တရားတဲကနေသူကထက်စင်ကုသိုလ်ပြန်လှုပ်တာအဲ့ဒါမျိုးတန်ခါတွေရှိတယ် သွားပြီးတော့ဒုသူတော်စင်များជីညိုကြီးဟောလာနော် ကိုယ်အိမ်နဲ့ကိုယ်ထိုင်းနဲ့ဘုန်းကြီးเจ้าကသိမှာမဟုတ်ဘူးတခါလေကျတော့ကိုယ်ကလမ်းဘေးသွားလမ်းဘေးကတခါလေဟိုဘာအစ်စ်လားအတုလားတော့မသိချို့မူးလဲတာမျိုးတွေပါရင်မရှိဘူးလားအဲ့ဒါမျိုးနဲ့တွေ့ပြီဟာမင်းဘုန်းကြီးကဒါမျိုးကြီးတဲ့ဟာဒါမျိုးကြီးတဲ့ဟာနဲ့သွားပြီးတော့မလုလိုက်နေနဲ့ဒုသူတော်စင်များတကယ်အစ်စ်မှန်များသည်စာတင်လိုက်ဒီမှာသွားကြည့်လို့ရတယ်တရားအထုတ်တဲ့နေရာတွေမှာသွားကြည့်လို့ရတယ် သာသနာရေးလုပ်ငန်းတွေလုပ်နေတဲ့နေရာတွေမှာသွားကြည့်လို့အများကြီးမရဘူးလားကိုယ်ကလည်းပဲတကယ်မူးမဲ့ယူးမဲ့နှမ်းသွားတယ်ဟိုကလည်းမူးမဲ့ယူးမဲ့နှမ်းတွေ့တယ်အဲ့ဒါနဲ့တိုင်းတာပြီးတန်ခါကိုစော်ကားရင်ဒုက္ခရောက်သွားမှာပေါ့မရောက်ဘူးလားဟင်အဲ့ဒါကြောင့်မို့တို့သူတော်စင်များတန်ခါကိုကြီးညိုပွဲအများကြီးနော်မရှိဘူးလားရှိတယ်အခုဒီမှာကြည့်လိုက်တဲ့အခါခိလနာရန်တော်များတို့ဆောင်းအုပ်ကဘယ်လောက်လဲ နောက်အဲ့ဒီဂိလနာတန်ဃာများကိုပြုစုတဲ့နော်သူနာပြုယဟန်များအတွက်ကသွန်အုပ်က900တဲ့ဘယ်လောက်တယ်လဲသူနာပြုယဟန်များအတွက်သွန်အုပ်က900ဂိလနာကိုပြုစုရတဲ့တန်ဃာတွေမရှိဘူးလားအဲ့ဒီတန်ဃာတွက်ကသွန်အုပ်ဘယ်လောက်လဲ900တဲ့နောက်တစ်ခုကကြတော့အိမ်မာနော်နေရာခင်းထားတာက900တဲ့ခင်းထားတာနေရာဘယ်လောက်ခင်းတာ အိတ်စရာနေရာတွေခင်းထားတာနော် တကယ်မှအပြင်မှာတခုခုများရှိလို့ရောက်လာလို့များဘုံကနေအိတ်ဆေးရမရှိ။တောင်တို့ခေါင်းတို့အဆင်မပြေဖြစ်နေတယ်အဆင်ပြေအောင်ခင်းထားတာဘလောက်ခင်းထားလဲ။900ကလည်းပဲသူ့အိမ်မှာအမြဲတမ်းခင်းထားတယ်တဲ့။တောင်စီသလားမစီဘူးလား။အဲ့ဒါဒီဘယ်သူလုပ်တဲ့ကုသိုလ်တွေလဲ။အဲ့လောက်ကုသိုလ်တရားတွေအများကြီးလုပ်တဲ့အတွက်ကြောင့်မို့အဲ့ဒီအနာတပင်ကိုဗုဒ္ဓကအေတရက်ပေးတာဟုတ်လားနော်။ဒါယကအေတရက်ဗာအေတရက်လဲ။ ေးအဲ့ဒါနောက်အနာရဘိန်တထီးမှာချီကျူးเสียဂုံတွေရှိတယ်အဲ့ဒီဂုံကြီးဒီဘယ်နှမျိုးတယ်လဲ6မျိုးရှိတယ်ဘယ်နှမျိုးတယ်လဲ6မျိုးရှိတယ်နံပါတ်1ကဖရာ၌သက်ဝင်ယုံကြည်ခြင်းဗါတယ်လေနောက်နံပါတ်2ကတရား၌သက်ဝင်ယုံကြည်ခြင်းဗါတယ်လေဘယ်နှမျိုးရတက်ကဖရာ၌သက်ဝင်ယုံကြည်ခြင်းတရား၌သက်ဝင်ယုံကြည်ခြင်း နောက်တစ်ခုကသံဃာ၌တဝင်ယုံကြည်ခြင်းဘာလဲလဲသံဃာ၌တဝင်ယုံကြည်ခြင်းဘယ်နှမျိုးရတဝင်ယုံကြည်တယ်ဆိုတာကတာမန်လေးယုံတာမဟုတ်အသက်စွန့်ပြီးတော့ကိုယုံတာနော်ဒီသံဃာနဲ့ပတ်သက်ပြီးတော့တခုခုလှုပ်ရမယ်အပြစ်အနာစာလှုပ်ရမယ်ဆိုရင်အသီးသားခန္ဓာသံဃာကိုမထီးအဲ့ဒါမျိုးပြောတာဟုတ်လားနော်အဲ့ဒါမျိုးယုံတာကိုဘာလဲတဝင်ယုံကြည်ခြင်းအဝိစ္စပတာရမတုံလှုပ်တဲ့တရားတရားနဲ့ယုံတာ ငွေလေးပေးလိုက်ရင်သူကဒီယရနာသုံးပါးစွန့်သွားတာမရှိဘူးလားရှိတယ်မင်းအိမ်လေးလိုလိုအိမ်ပြင်ဆောက်ပေးမယ်ဆိုပြီးသူကယရနာသုံးပါးစွန့်သွားတာမရှိဘူးလားအဲ့ဒါမျိုးတည်းမှာမပေါ့သူကအိမ်တော်ကြလို့ဘုရားဘာသာကိုစွန့်သွားတာဒါမျိုးလည်းမရှိဘူးလားအဲ့ဒါမျိုးတည်းမှာမပါဘူးဟုတ်လားအဲ့ဒါကိုအဝိစ္စပတာရပါဠိမှာဗါတယ်လေအဝိစ္စပတာရမတုံလှုပ်တဲ့နော်ယုံကြည်မှုမျိုးဗါတယ်လေမတုံလှုပ်တဲ့ယုံကြည်မှုမျိုးကဲဘယ်နှမျိုးရ ဖရား၌ပါတယ်လေသက်ဝင်ယုံကြည်တယ်တရား၌သံဃာ၌သက်ဝင်ယုံကြည်ခြင်းနောက်တစ်ခုကအရိယာတို့ရဲ့သီလနဲ့ပြည့်စုံခြင်းပါတယ်လေအရိယာတို့ရဲ့သီလနဲ့ပြည့်စုံခြင်းအရိယာဖြစ်သွားရင်ဒုသူရောစင်များခု သောတာပန်သူသည်အနာရဝိန္ဒီဘာအသင့်ရထားတာလေသောတာပန်သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်သည်ဒုသူရောစင်တို့မကောင်းမှုအကုသိုလ်လုပ်သေးလားမလုပ်တော့ဘူးเนาะအဲ့ဒါကြောင့်သောတာပန်ဖြစ်ပြီးသားကြောင့်မို့ ရိယာတို့ရဲ့သီလနဲ့ပြည့်စုံတယ်တဲ့နောက်တစ်ခုကအရိယာတို့ရဲ့ဉာဏ်ပညာနဲ့ပြည့်စုံတယ်ဘာနဲ့ပြည့်စုံလဲဘယ်နှမျိုးရ၅မျိုးရသွားနောက်တစ်ခုကအရိယာတို့ရဲ့ဘဝလွတ်မြောက်ခြင်းနဲ့ပြည့်စုံတယ်တဲ့ဘာလဲလဲအရိယာတို့ရဲ့ဘဝလွတ်မြောက်ခြင်းနဲ့ပြည့်စုံတယ်အဲလို့ဆိုတော့အရိယာတို့ရဲ့ဘဝလွတ်မြောက်ခြင်းဆိုတာအရိယာတို့လွတ်မြောက်တယ်လို့သူလွတ်မြောက်ထားတာမရှိဘူးလား အဲ့ဒါကိုပြောတာသောတာပန်ဖြစ်တာလို့သောတာပန်ဖြစ်ရင်အပေကြသေးလားမကြတော့ဘူးအဲ့ဒါကြောင့်ဂုံဘယ်နှမျိုးရပါဠိလဲပြောရင်သဝင်ယုံကြည်ခြင်းအရိယာတို့ရဲ့သီလနဲ့ပြည့်စုံတယ်အရိယာတို့ရဲ့ ဉာဏ်ပညာနဲ့ပြည့်စုံတယ်အရိယာတို့ရဲ့ဘဝလွန်မြောက်မှုနဲ့ပြည့်စုံတယ်တဲ့ဘယ်နှမျိုးအေးအဲ့ဒီ6မျိုးနဲ့ပြည့်စုံတဲ့တကားကြီးဟုတ်လားအဲ့လိုဆိုတော့ဒီပုဂ္ဂိုလ်ဒီတဖြည်းဖြည်းနဲ့နေရင်နေရင်နဲ့အရွယ်သိပ်ပြီးတော့ကြီးသွားတဲ့အခါနော်သိသွားတာမရှိဘူးလားအဲ့ဒါမျိုးသိတဲ့နမ်းမှာမသိခင်မှာသူသိတာလေးကလည်းပဲနော်တကယ်သိတတ်တဲ့ပုဂ္ဂိုလ်ပေါ့ဘာလို့တတ်တဲ့ပုဂ္ဂိုလ် သေးတတ်တာရှင်မယသေးတာတောင်မှသေးတတ်ဖို့လူသေးလားဖရာလို့မေးเสียလို့တယ်ဘုရားဘာသာတော်တော်များများသေးတာဒီမသေးတတ်တဲ့ပုဂ္ဂိုလ်ကများတယ်သူကယောဂဝေဒနာတွေသိပ်ပြီးတော့ပြင်းထန်လာပြီဟဲ့လို့ဆိုရင်ဘာတွေလောက်ကြတာရှိလဲလို့ပြောရင်မင်းဟိုကနော်ရန်ကုန်နေတဲ့ဆွေမျိုးကိုလှမ်းမှာနော်ရွာမှာနေတဲ့ဆွေမျိုးကိုလှမ်းမှာဟိငါကျမ်းမာရေးမကောင်းတော့ငါနေလို့မကောင်းတော့မှားမြင်မြန်မှားဆိုပြီးတော့ ချုပ်ကထင်တာသေကံနီးမှာဆွေမျိုးကအရေးကြီးတယ်ထင်းနေရတယ်ဟုတ်လားဘာကအရေးကြီးဆွေမျိုးကအရေးကြီးတယ်လို့ထင်သလားမထင်ဘူးလားဆွေမျိုးကအရေးကြီးတာမို့အဲ့ဒီသေကံနီးမှာသူ့နောက်ဘဝသွားဖို့ရတော့ကဟိုအရေးကြီးတာရေးကြီးသလားမကြီးဘူးလားအဲ့ဒါကြောင့်သေကံနီးမှာအဲ့နမ်းမှာဆွေမျိုးတွေများများမကတ်တာကောင်းတယ်တော်တော်များများဦးဇင်းတို့ကတော့အခုသွားပြီးတော့အရှင်မယပရိယုကြွပါအောင်ဗျာ တခါလေရွတ်တုံးနေကွာနော်သုံးသွားကြတာလေမရှိဘူးလားနဘေးကြည့်လိုက်လေသူ့စမျိုးတွေကမျက်ရည်နဲ့မျက်ခွက်တီနဲ့လုံတာ မရှိဘူးလားအဲဒီဘက်ကအမျှအမျှနဲ့လုံလိုက်ရင်မျက်ရည်တွေပါကြအောငိုကြတာရှိတယ်မလုံလိုက်နဲ့အဲ့ဒီပုံကိုယ်တွေကြောင့်သိရမဲ့ပုံကပြဿနာတက်တာသိတတ်ဖို့လိုသလားမလိုဘူးလားသူသေးသေးကိုသေးသေးသိရင်တော့အဲ့နာမှာဘာသာရေးအားကောင်းတဲ့ပုံကိုတယောက်လောက်ပဲထားတာကောင်းတယ်ဟုတ်လားကျန်တဲ့ပုံကိုယ်တွေကိုဘေးအကုန်လုံးလွတ်လိုက် လွတ်ပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကနေနဘေးကနေထိုင် ကုသိုလ်ကောင်းမှုတွေတို့ဘာလုပ်ခဲ့တယ်ဘလို့ကုသိုလ်တရားတွေကိုလုပ်ခဲ့တယ်ဘလို့လုပ်ခဲ့တာအဲ့ဒါမျိုးတွေကကိုအရေးကြီးသလားမကြီးဘူးလားဟင်အဲ့ဒါမျိုးကပိုးပြီးတော့အရေးကြီးတယ်ကိုယ်စားကတမျိုးဖြစ်မနေဘူးလားဟင်အဲ့ဒါမျိုးတမျိုးဖြစ်နေအခုဒီမှာကြည့်လိုက်တော့သူနာမကျန်းဖြစ်တဲ့အချိန်ကြတော့နော်ဘာကိုပင့်လဲပြောတော့ဖျားရှင်ကိုတော်မြတ်ရဲ့ကျောင်းတော်ကိုသွားပြီးတော့အပင့်လွတ်တယ်နော် ရှင်ဘုရားတပည့်စုတော်ကြီးကိုတန်ခါလွတ်ပေးပါဗျာတဲ့ဘာလွတ်ပေးပါတန်ခါလွတ်ပေးပါဗျာလို့အဲ့ဒါမျိုးနော်ရှောက်ထားလိုက်တဲ့အခါကျတော့ဘုရားရှင်ကိုရောမြတ်ကသူ့စီကိုနှစ်ပါးလွတ်ပေးလိုက်တယ်နော်ရှင်သာရိပုတ္တရာနဲ့ရှင် အာနန္ဒာတို့ကိုလွတ်ပေးလိုက်တာဘယ်သူနဲ့ဘယ်သူလဲရှင်သာရိပုတ္တရာနဲ့ရှင်အာနန္ဒာတို့ကိုလွတ်ပေးလိုက်အဲ့ဒီဆရာတော်များကကြွသွားပြီးတော့တရားဟောတယ်နော်ဓာတ်သဘောသဘာဝတွေကိုပတ်ပြီးတော့အဲ့ဒီတရားဟော ဟောပြီးသွားတဲ့အခါကျတော့နော်အဲ့ဒီတရားနာကြားပြီးသွားတဲ့အခါဘုသူတိသုံးသွားလဲနာရဘိန်တိသုံးသွားတယ်သုံးသွားပြီးတော့တုတိတံနဲ့ပြီးရောက်သွားတာပဲရောက်သွားနာရဘိန်တထေးကြီးတိပြန်ပြီးတော့မဆင်းလာတော့နော်ပြန်ပြီးတော့မဆင်းတော့တုတိတံနဲ့ပြီးကနေပြီးတော့အထင်အထက်ကိုတဆင့်နဲ့တဆင့်တက်ရင်တက်ရင်နဲ့ပြီးပြီးရင်ရူပဗျမပြီးရူပဗျမပြီးအရူပဟိုးအကနိဋ္ဌရောက်ပြီဆိုရင်ပရိနိဗ္ဗာန်စံပါ ဝိတာခါလဲဘုံစင်စံမယ်ဒီဘက်ကအခုအနာတပိန်ကလည်းဘုံစင်စံမယ်တို့လည်းပဲဘုံစင်စံအောင် လုပ်လို့မရဘူးလားရတယ်ဘဝဆိုတာက လုံနိုင်နှုံလှုပ်ထားမှဘာလဲလုံနိုင်နှုံလှုပ်ထားမှမလုံနိုင်တော့ဘူးဆိုတဲ့အနေထားရောက်မှနောက်ကြောင်းပြန်တွေ့ရင်နောက်ကြကုန်တတ်တယ်ငယ်တုန်းမှကုသိုလ်တရားလေးနဲ့နေဖို့လိုတယ်မလိုဘူးလား ကုသိုလ်တရားနဲ့နေသလိုဥစဉ်တို့ဘုန်းကြီးတွေကြီးတဲ့ဇွတ်လူခိုင်းနေတာမဟုတ်ဘူးလောကရဲ့ကောင်းကျိုးဟုတ်လားကိုနေတဲ့ရက်ွက်လေးရဲ့ကောင်းကျိုးကိုကိုကိုွယ်တဲ့ဘာသာသာသနာအတွက်ဘယ်နေရာတွေမှာဘာလို့နေတယ်လဲဆိုတဲ့ဒီဘက်ကအနာတပိန်လိုမြင်တတ်ဖို့လိုသလားမလိုဘူးလားအင်းအနာတပိန်လိုလှူတတ်ဖို့လိုတယ်အနာတပိန်ဒီသူတို့ဘာသိတာမသိတာတဲ့သူ့အလူဒီထိရောက်တဲ့အလူဖြစ်ရမယ်ဆိုပြီးတော့ကြိုးစားပြီးတော့လှူတာအခုဒီနေ့လှူကြမယ်အလူတကအလူမများသေးလဲပဲ ဒီစိတ်ဓာတ်မျိုးလှူလို့မရဘူးလားလှူတဲ့တန်းတဲ့နေရာမှာတို့သူတော်စင်များလှူပုံတန်းပုံ၃မျိုးရှိတယ်ဘယ်နှမျိုးရှိတာလဲ၃မျိုးရှိတာနံပါတ်၁ကနာမည်ကြီးကျင်လို့လှူတာတဲ့ဗါတယ်လေနောက်နံပါတ်၂ကအကျိုးရကျင်လို့လှူတာတဲ့ဗါတယ်လေအကျိုးရကျင်လို့လှူတာနောက်နံပါတ်၃ကလှူသိမ့်လို့ကိုလှူတာတဲ့ဗါတယ်လေလှူသိမ့်လို့ကိုလှူတာဘယ်နှမျိုးရှိပြောကြည့်ပါဦးဗါတယ်လေ အဲ့ဒီသုံးမျိုးရှိတဲ့နေရာမှာနာမည်ကြီးကျင်လို့လှူတဲ့လူဒီဘာအကျိုးမှမရငွေကုန်ပစ္စည်းကုန်အလကားဖြစ်တယ်။ဘာကြီးကျင်လို့လှူရင်လဲနာမည်ကြီးကျင်လို့လှူဥပမာအဖြစ်ကျင်ဒုသူတော်စင်များခုဘုန်းကြီးကျောင်းဆောက်တဲ့ဒတိုင်းခတ်တယ်ထားနော်ဒတိုင်းဒီမျက်နှာသာဘက်ကတော့လူတွေပြည့်နေဟိုနောက်ကျိုးမယ်တကားမရှိဘူးဖြစ်တယ်နော်ဘယ်မှာကျတော့လူပြည့်နေတဲ့မျက်နှာသာဘက်ဆိုင်းဘုတ်ကလမ်းဘေးဆိုရင်တော့အရဟတို့ဒီနေရာလေးကမြင်ရတယ် ဒီနေရာလေးကမြင်ရတယ်ဆိုမြင်ရတဲ့နန်းကျတော့တကားတန်းစီပြီးလုဟိုနောက်ကလည်းပဲသေချာပေါက်တတိုင်းကခတ်ရနော်အဲ့ဒီခတ်မဲ့နန်းကျတော့လှူမဲ့ပုဂ္ဂိုလ်မရှိဘူးမေးကြည့်လိုက်တော့ရှင်မရအဲ့ဒီရေးထားတဲ့စာလူမမမြင်ရတာဖရာတို့ကလူမြင်မှုရတဲ့လှူနေတာလားဘဝအတွက်လှူနေတာလားဘဝအတွက်လှူနေတာတန်ត្រာအတွက်လှူနေတာလူသိဖို့လှူတာမဟုတ်ကိုသိဖို့လှူနေတာဟုတ်လားလူသိဖို့မလိုဘူးကိုသိဖို့လိုတယ် ဘုသူတိဖို့လိုလေအင်းကိုတိဖို့လိုတယ်ဘယ်နှမ်းမှာဆိုအဲ့တိုင်းလေးတွေအများကြီးပြဿနာမရှိဘူးလားအဲ့ဒါကြောင့်နာမည်ကြီးကျင်လို့လှူတဲ့လူဒီဘာကျိုးမှမရအယုံညံ့ဆုံးသောအလှူနော်နောက်နံပါတ်နေ့အကျိုးကိုမျှော်ဖို့တာငါဒီလိုလှူလိုက်ရင်တော့ဘာတွေရမှာပဲဘာတွေရမှာပဲတခါလေးဘုံ